အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကိုရီးယားနိုင်ငံမှာ အမြင်ရထားလက်မှတ် KTA ဒီလက်မှတ်တွေကိုမိုဘိုင်းဖုန်းနဲ့ဘယ်လိုရမလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မိုဘိုင်းဖုန်းထဲမှာ Corel E2 ဆိုတဲ့ app ကိုဒေါင်းလာမှာဖြစ်ပါတယ်ဒီအောက်က KDA ပုံစံလေးဖြစ်ပါတယ် ဒီနေရာမှာ language ကိုကျွန်တော်တို့ဟန်ကူကိုယူလိုက်ပါဒါတော့ကျွန်တော်တို့လက်မှတ်ဝယ်ရမယ်စာမျက်နှာဖြစ်ပါတယ်ဒီနေရာမှာချူပါရှိမယ်ဟိုဘက်ဒိုးချက်ရှိမယ်ပေါ့နော်ချူပါတော့ကျွန်တော်တို့စတင်ထွက်ရမယ်ပြတ်ထားပူတာဖြစ်ပါတယ်ဟုတ်ပါဒိုးချက်ကတော့ကျွန်တော်စိုက်ရောက်မဲ့ဘူတာဖြစ်ပြီးတော့ကျွန်တော်တို့သွားကျင်တဲ့ဘူတာကိုရွေးပြရမှာဖြစ်ပါတယ် ကျွန်တော်ဒီမှာစူဝန်သွားမှာဖြစ်တဲ့ကြောင့်မလို့စူဝန်လို့ရိုက်ရှာလိုက်ပါမယ်။ဒါဆိုတော့ကျွန်တော်ဆိုးကနေပြီးတော့စူဝန်သွားမှာဖြစ်ပါတယ်။ဘာဂါနုနာတော့ကျွန်တော်တို့သွားမယ့်ရက်ကိုရွေးပြမှာဖြစ်ပါတယ်။ဒီမှာလက်မှတ်ဗန်းဆောင်ဝင်မလေးကိုရွေးပြလိုက်ပါဒီမှာရောချဂျိုဝဲကိုနှိပ်ပြလိုက်ပါ ဒါကတော့စိုးရနေပြီးတော့စူဝံရောက်မဲ့ရထားတွေပဲဖြစ်ပါတယ်။ကျွန်တော်ကအပေါ်ဆုံးက17နိုင်ခွဲစိုးရနေစတင်ထောက်ခါမဲ့ရထားကိုယူလိုက်ပါမယ်။ဒီဘက်8400တန်းတော့ရိုးရိုးတန်းဖြစ်ပြီးတော့1300 200တန်းတော့အထူးတန်းဖြစ်ပါတယ်။ကျွန်တော်ရိုးရိုးတန်းယူလိုက်ပါမယ်။ဂျာဆော့ဆွန်ထောင်းနေလိုက်ပါ။အဲဒီတော့ကျွန်တော်တို့ထိုင်ကုန်နေရာကိုယူပြရမှာဖြစ်ပါတယ်။ဒီမှာကိုထိုင်နေတဲ့ထိုင်ကုန်နေရာကိုယူလိုက်ပါ စွန်းထဝင်းလျုံနေလဲပါချေမဲနေလဲပါအဲ့ဆိုတော့အခုလိုပုံစံမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ keyboard လေးကိုတစ်ချက်ထောက်ပြီးဖြောက်လိုက်ပါ။ဒါဆိုလို့ရှိရင်တော့အောက်မှာ B ဝဲဝင်ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ။ဒီနေရာမှာကျွန်တော်တို့နာမည်ရယ်ဖုန်းနံပါတ်ရယ်ကိုထားခြင်းနဲ့ password ကဏ္ဍ၅လုံးရယ်ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ကျွန်တော်တို့ပတ်စံပေးချင်ရမယ့်နေရာကိုရောက်မှာဖြစ်ပါတယ်ဂျော့ဂျဲဟာဂီကိုနှိပ်လိုက်ပါအောက်ကဒေါင်းနှိပ်လိုက်ပါညမှာပတ်စံပေးချရမှာဖြစ်ပါတယ်ကျွန်တော်ကဒီဘက်ကထထူးကြောကြဲကိုနှိပ်လိုက်ပါ ကျွန်တော်ဒီနေရာမှာတော့ကတ်နံပါတ်ရဲ့ကျွန်တော်တို့တက်တန်ကုံဆုံးရဲ့ရဲ့ password ရဲ့ကျွန်တော်တို့မွေးနေ့ရဲ့ကိုရိုက်ထည့်လိုက်ပါရထလာပြီးကြိုကြဲဟာကြီးနေလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာရထလက်မှတ်လေးရလာမှာဖြစ်ပါတယ် အဒါတော့ရထားလက်မှတ်ဖြစ်ပါတယ်။ဒီဟာကျွန်တော်ကစကွင် record ယူထားတာမို့လို့ဒီမှာအချက်လက်တွေကြူဝါကုတ်တွေကမပေါ်တာဖြစ်ပါတယ်။ဒီညမှာကျွန်တော်တို့ channel ရှိသော channel လေးပါ။အလိုင်းကျွန်တော်ဒီဘက်ဘေးရဘူရအောင်နှိမ့်လိုက်ပါ။ဒါတော့ကျွန်တော်တို့စီရမယ်ရထားရဲ့အတွင်းငွေဖြစ်ပါတယ်။ဒီညမှာရထားထိုင်ကိုကြိုတင်ပြီးတော့ကြည့်ရလို့ရပါတယ်။ ကျွန်တော်ဝင်လိုက်တဲ့ထိုင်ကုန်နံပါတ်ကတော့ဟိုးတောင်းမှရှိတယ်14 D ပဲဖြစ်ပါတယ်ကျွန်တော်ရထားပေါ်ရောက်ရင်ထိုင်ကုန်ကိုအခက်အခဲမရှိရှာနိုင်အောင်လို့အခုလိုမျိုးကြိုကြည့်ထားလို့လည်းရပါတယ်။ဒါတော့ကိုရီးယားနိုင်ငံမှာအမြင်ရထားလက်မှတ်ကိုမိုဘိုင်းဖုန်းနဲ့ဘလိုဝယ်ရလဲဆိုတော့ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေနိုင်ကြပါစေခင်ဗျာ။